မင်္ဂလာပါသားတို့သမီးတို့ရေဒီနေ့သားတို့သမီးတို့နဲ့လည်လာတင်ကြရမယ်သင်ခန်းစာလေးရတော့တတိယရန်မြမစာအခန်း၅အခန်းခွဲခငယ်လူလေးကြည့်ရင်ကြပြဖြစ်ပါတယ်ပထမဦးဆုံးစာမျက်နှာ53မှာပါတဲ့လူလေးကြည့်ရင် ကြပြမှာပါတဲ့ပုံလေးကိုအရင်လေ့လာကြအောင်နော်စဉ်းစားကြည့်ကြရအောင်နော်ပုံလေးကိုကြည့်လိုက်ပါဦးပုံထဲမှာယောက်ျားလေးတစ်ယောက်ကိုတွေ့ရတယ်နော်အပေါ်ကအင်းကြီးအပြာ အောက်ကဘောင်းမီအပြာဆင်တူဝတ်ထားတယ်အောက်မှာလည်းဘိုးဖနက်ကလေးကိုစီးကြီးထားတယ်ခေါင်းပေါ်မှာလည်းအုတ်ထုတ်ကလေးကိုစောင်းထားတယ်လက်ထဲမှာလည်းစာရွက်လက်ကလေးကိုကိုင်းထားတယ်သူ့ရဲ့လက်ရဲ့လက်မောင်းကြားထဲမှာစာရွက်ကလေးတွေကိုညှပ်ထားတာတွေ့ရတယ်သူ့ရဲ့ခါမှာ ကပတ်နဲ့အစ်ကလေးတွေကိုလည်းတွေ့ရတယ်เนาะအိတ်ထဲမှာ အာပီဂျိုးဘူးလေးတွေပါတာဆိုတာကို တွေ့ရတယ်เนาะသူ့ရဲ့အနောက်မှာဘာပုံကိုတွေ့ရပါသလဲဒီလူလေးရဲ့အနောက်မှာအဆောက်အဦပေါ့ဘယ်လိုအဆောက်အဦလဲဆိုတော့ဆောက်လက်ဆာအဆောက်အဦကြီးကိုတွေ့ရတယ်တဲ့အဲ့အဆောက်အဦရဲ့အပေါ်မှာ green အမြင်ကြီးကိုလည်းတွေ့ရတယ် green ဆိုတာဆောက်လို့ရေးမှာအာအသုံးပြရတဲ့ပစ္စည်းတွေကိုအပေါ်အမြင်မတင်ပေးတဲ့အရာဖြစ်ပါတယ်ပုံလေးဟာလူလေးကြည့်ရင် ဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဆိုတာကိုလေ့လာစဉ်းစားလို့ချိလို့ရတာပေါ့เนาะအာလူလေးကြီးလာရင်ဘာဖြစ်ချင်လဲเนาะဘာဖြစ်ချင်တာလဲအော်အခု engineer ဖြစ်ချင်တယ်ဆိုတာကိုသိရပါတယ်ပုံလေးကိုကြည့်ပြီးပြီဆိုတော့ဖတ်စာမှုကပါတဲ့ကဗျာလေးကိုရွတ်ဆိုကြည့်ကြမယ်เนาะအဲကဗျာလေးကိုလည်းအတန်ဒီအတန်ထားအမှုရာလေးနဲ့ရွတ်ဆိုကြရမယ်เนาะလူလေးကြီးရင်လူလေးကြီးရင်စွန့်အင်းထုတ်လို့ အင်ဂျင်နီယာကြီးလှုပ်ချင်တဲ့တိုက်တာကြောင့်အိမ်ဆယုံများနဲ့တဒါလန်းမာတီဆောင်မဲတူမြောင်းစေကန်းသင်ပေါ်များနဲ့ယင်ယထာလဲတီဆောင်မဲတီဆောင်နိုင်အောင်စာကြိုးစားလို့တက်ပညာများ သင်ယူမဲသင်မဲသင်မဲဒီကြပြလေးကိုရေးဖွဲ့ထားတဲ့သူကတော့မင်းယူဝေဖြစ်ပါတယ်အဲ့တော့ဒီချေကတစ်ခေါက်ရွပြပြီးဆိုတော့ သားတို့သမီးတို့နဲ့အတူတူလူလေးကြီးရင်ဆိုတဲ့ကြပြားလေးကိုပြန်လဲရွတ်ဆူကြရမယ်နော်။ကဲပြန်လဲရွတ်ဆူကြရအောင်။လူလေးကြီးရင်စွန့်အင်းထုတ်လို့အင်ဂျင်နီယာကြီးလှုပ်ချင်းနဲ့တိုက်တာကြောင်းအင်းဆက်ယုံများနဲ့တဒါလန်းမာတီဆောင်မယ်။ဒူးမြောင်စေကန်းတင်မောများနဲ့ရင်ရထားလဲတီဆောင်မဲတီဆောင်နိုင်အောင်စာကြိုးစားလို့တက်ပညာများတင်ယူမဲ့ တင်မဲတင်မဲမင်းယူဝေတဲ့ကြပြားလေးကိုရွတ်ဆိုသွားပြီဆိုတော့ကြပြားလေးကဘာအကြောင်းအရာတွေကိုပြောထားတာလဲဆိုတာကိုလေ့လာကြည့်ကြမယ်နော်ဆွေးနွေးကြည့်ကြမယ်နော်ကြပြားလေးကလူလေးကြီးရင်တဲ့လူလေးကြီးရင်စွန့်ရင်ထုတ်လို့အင်ဂျင်နီယာကြီးလုပ်ချင်တယ်တဲ့ကြပြားဘာကိုပြောထားတာလဲဆိုတော့အဲ့ဒီလိုအင်ဂျင်နီယာကြီးဖြစ်အောင်ငယ်စဉ်အရွယ်မှာစာကြိုးစားရမယ်နော် စ조사ခဲ့တဲ့ဆွမ်းအားတွေကြောင့်ကြီးလာရင်အင်ဂျင်နီယာကြီးဖြစ်နိုင်တယ်ဆိုတာကိုပြောတာပါတိုက်တာကြောင်းအင်းဆက်ယုံများနဲ့တဒါလန်းပါတိဆောက်မဲတဲ့အဲ့ကြပြလေးရနော်အဲ့တော့ကြပြလေးရဒါလေးရဘာပြောထားလဲဆိုတော့အင်ဂျင်နီယာဆိုတာတဲ့သားတို့သမီးတွေနော်လူတွေနေတဲ့အိမ်တွေတိုက်တွေစာတင်ရမယ့်ကျောင်းတွေလူတွေအသုံးပြုဖို့ပစ္စည်းတွေကိုထုတ်လုပ်ပေးတဲ့ဆက်ယုံနေနော်လူတွေဆက်သွယ်သွားလာဖို့တဒါလန်းတွေကိုလည်းတိဆောက်ရပါတယ် အင်ဂျင်နီယာရဲ့အလုပ်တရားအများကြီးနော်အဲနောက်တစ်ပိုက်က2မြောင်း10စက္ကန့်တင်မောများနဲ့ရင်ရထားလဲတီဆောင်မယ်ကြပြားမှာပါတဲ့2မြောင်းဆိုတာရေစည်းလေလာရေကောင်းမှုပြုတ်လုထားတာနော်အဲစက္ကန့်လေးဆိုတာလဲရေတွေကိုတင်းဆဲထားတဲ့နေရာ2မြောင်းစက္ကန့်ဆိုတာရေတွေကိုရေအဝင်တွေရောရေအထွက်တွေရောရေသွင်းရေတုပ်တွေကိုပြုတ်လုပေးထားတာဖြစ်ပါတယ်ရေလမ်းမှာသွားလာတဲ့တင်မောများကိုလဲတီဆောက်တယ် ရင်ရထားတွေကိုလည်းသူတို့တိဆောက်တယ်ရင်းဆိုတာဘာလဲဆိုတော့တနေရာမှတနေရာတည်ယူပို့ဆောင်ပေးရတယ်ရင်တွေအကုန်လုံးကိုရင်လို့ခေါ်ပါတယ်เนาะအဲနောက်တစ်ပိုက်ကကြတော့ပြီးဆောင်နိုင်အောင်စာကြိုးစားလို့တက်ပညာများတင်ယူမယ်တင်မယ်တင်မယ်ကဲအဲ့ကြပြလေးကဘာလို့ဆူထားတာလဲဆိုတော့အဲ့ဒီလိုမျိုးတိုက်တွေအိမ်တွေကျောင်းတွေဆက်ယုံတွေတံတားတွေတူးမြောင်းတွေတင်မောကြီး နော်ရင်းရထားတွေကိုတိဆောက်နိုင်တယ်အဲ့ဒီလိုမျိုးတိဆောက်နိုင်အောင်ねစာကြိုးစားရမယ်နော်ပြီးတော့အသက်ပညာတွေကိုလည်းသင်ယူရမယ်ကြပြားဆရာမင်းဟူရလူလေးကြည့်ရင်ねလူကလေးလူကလေးဆိုတာယောက်ျားလေးကြီးလာရင်လှုပ်ချင်တာကိုလှုပ်ဖို့ဆက်ဆူထားပြင်မယ်ဒါတို့တမီးတို့ကိုယ်တိုင် ကိုဖြစ်ချင်တာကိုဘလို့ဖြစ်ချင်တယ်လေလို့ကြပြားကိုပြန်လဲပြီးတော့ဆက်ဆူနိုင်တယ်နော်အာမင်းကလေးဆိုရင်လည်းတမီးကြီးရင်လို့ဆက်ဆူနိုင်တယ်နော် အဲလူတွေကိုအာစိတ်ကူတာပေးတဲ့ဆရာဝန်ကြီးဖြစ်ချင်တာလားဒါမှမဟုတ်လို့ရှင် စာတင်ပေးတဲ့ဆရာဆရာမတွေဖြစ်ချင်တာလားအာနိုင်ငံတကာကိုသွားပြီးတော့လုတ်ကင်နိုင်တဲ့တင်မောသားတွေဖြစ်ချင်တာလားအော်အိမ်ဒီဇိုင်းတွေကိုတီထွင်ပေးတဲ့ဒီဇိုင်နာကြီးတွေဖြစ်ချင်တာလားဖြစ်ချင်နိုင်တာတွေအရာတွေအများကြီးရွေးရှိရယ်နော်အဲ့တော့ကိုဖြစ်ချင်တဲ့အရာတွေကို ကိုယ်တိုင်စိတ်ကူးမယ်ပုံဖော်မယ်စဉ်းစားပြီးတော့ပြောတတ်ရမယ်လူလေးကြီးရင် စွိုင်းရင်ထုတ်လို့ အင်ဂျင်နီယာကြီးလုပ်ချင်တဲ့ဆိုတဲ့နေရာမှာเนาะကလေးတို့ရဲ့စိတ်ကူးကို ပြောင်းလဲပြီးတော့ရွတ်ဆိုရတယ်ရွတ်ဆိုလို့ရတယ်အဲကြပြာကိုလူလေးကြီးရင်စွန့်ရင်ထုတ်လို့ကျောင်းဆရာကြီးလုပ်ချင်တယ်ဟာသမီးကြီးရင် စွန့်ရင်ထုတ်လို့ဆရာမကြီးလုပ်ချင်တယ်ဆိုပြီးတော့ပြောင်းလဲပြီးတော့ရွတ်ဆိုလို့ရတယ်အဲ့ဒီအင်အားတွေနဲ့သားတို့သမီးတို့ကိုယ်တိုင်စာကိုစူးစမ်းကြရမယ်เนาะအဲကြပြာကိုလည်းထက်ခါထက်ခါရွတ်ဆိုကြရမယ်เนาะ ကဗျာမှာပါတဲ့အကြောင်းအရာတွေကိုဆွေးနွေးတင်ကြားပြပြီးဆိုတော့သားတို့သမီးတို့နဲ့နောက်ထပ်စာတင်ချိန်မှာပြန်လည်ပြီးတော့တွေ့ကြမယ်เนาะ